ဘန်နဲ့ international aid task force ကိုလည်းပဲအထက်မှဖွဲ့စည်းဆောင်ရွက်နေတာရှိပါတယ်။အော်ဒီ task force တွေမှာလည်းပဲတပ်ဆိုင်ရာဝန်ကြီးဌာနတွေပူးပေါင်းပါဝင်ပြီးတော့ဆောင်ရွက်နေတာလေးကိုပြတာဖြစ်ပါတယ်ဗျ။အော်လက်ရှိအချိန်တွေမှာကျွန်တော်တို့ဒီအလူငွေရရှိမှုနဲ့အသုံးစွဲမှုအချိန်တွေကိုတင်ပြကြင်ပါတယ်။အော်အလူငွေအနေနဲ့တော့ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ USD 1 million ကိုရထားခဲ့တယ်။အဲ USD 1 million ကိုရထားတဲ့အထက်မှာမှ USD အဲတသိန်း၄သောင်း 3000ကျော်ကျွန်တော်တို့ဒါအသုံးပြုပြီးဖြစ်တယ်ပေါ့နော်အဲဒါကတော့ဒါရာထားငွေ1 million ပေါ့အဲ့မှာမှကျွန်တော်တို့အလူငွေလက်ခံရရှိတာတွေလည်းပဲအဲကျွန်တော်တို့ရှိပါတယ်အဲ့တော့အလူငွေလက်ခံရရှိမှုကတော့2.9 billion ပေါ့နော်2.9 billion မြန်မာကျပ်2.9 billion ကျွန်တော်တို့လက်ခံရရှိရရှိတယ်အဲ့ထဲကနေမှကျွန်တော်တို့သုံးဆွဲပြီးတော့1.9 billion ကိုတော့ကျွန်တော်တို့ဒါအဲသုံးဆွဲဆောင်ရွက်ပြီးဖြစ်ပါတယ်တော့ဟုတ်ဒါကတော့ဒီအလူငွေရရှိမှုနဲ့သုံးဆွဲမှုပမာဏဖြစ်ပမာဏတွေကိုကျွန်တော်တို့အတိပေးခြင်းဖြစ်ပါတယ်ဗျ ဒါကတော့ကျွန်တော်တို့လူတန်းမှုတွေကျွန်တော်တို့ပေးပို့မှုတွေထောက်ပံ့မှုတွေကိုကျွန်တော်တို့မှတ်တမ်းတက်ပုံတွေဖြစ်ပါတယ်။အဲဒါနဲ့ပြည့်စုံမှုတွေကိုဆိုရင်လည်းပဲကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ PDF တွေပါလာဖာပတ်ကဖာအကုန်လုံးကျွန်တော်တို့ဝိုင်းဝန်းပြီးတော့ဆောင်ရွက်တာရှိတယ်လို့ကျမ်းမာရေးဆောင်ရွက်မှုတွေတော်လျှောက်ပေးရခဲ့တာလည်းရှိပါတယ်။အဲ့တော့ဒါတွေအပြင်ပေါ့နော်ကျွန်တော်တို့ဒီငလျင်ဘေးဒဏ်လည်းရှိတယ်လို့ကျွန်တော်တို့ဒီလူလုပ်ဘေးဒဏ်ဆက်ရနာရှင်စနစ်ဆိုးကြောင့် တော့ကျွန်တော်တို့လေရဲဆောင်ကွာထွက်ပြေးနေရသူတွေလည်းစစ်ပေးဆောင်တွေလည်းရှိနေရတာဖြစ်တဲ့တကြောင်မလို့ဒါတွေကိုလည်းပဲထောက်ပံ့မှုတွေကိုမရက်နာပဲနဲ့ဇက်တိုက်တာဆောင်ရွက်နေရတာတွေလည်းရှိပါတယ်เนาะအဲဒါတွေလည်းပဲဒီမှာအချက်လက်တွေအရအရကျွန်တော်တို့ဒီမှာတင်ပြထားတာဖြစ်ပါတယ်ဗျာ အပြည့်အကောင်မှာ early recovery နဲ့ပတ်သက်ပြီးခုနကရှေ့မှာကျွန်တော်ပြောခဲ့တဲ့ test flow ခုနှစ်ခုထဲမှာလည်းဒီ early recovery နဲ့ပတ်သက်တဲ့ test flow ရှိပါတယ်။ဒီ early recovery နဲ့ပတ်သက်တဲ့ test flow ကလည်းဒီ early recovery ကိစ္စတွေကိုဆောင်ရွက်ဖို့အတွက်ကျွန်တော်တို့ဒါစီမံချက်တွေအသေးချာရေးဆွဲနေပြီဖြစ်တယ်ပေါ့နော်။အခုဒါကတော့ MOHADN ကျွန်တော်တို့ရဲ့ဝန်ကြီးဌာနရဲ့ကျွန်တော်တို့ အာလီ recovery နဲ့ပတ်သက်တဲ့ဒါ strategy ဖြစ်ပါတယ်ဒီ strategy ကိုအခြေခံပြီးတော့ကျွန်တော်တို့ဒီငလင်းတံမာလည်းပဲဒီအာလီ recovery ကိုကျွန်တော်ဘလို့လောက်ကန်ဆောင်ရမယ်ဆိုတဲ့ကိစ္စကိုလည်း task force အနေနဲ့ကျွန်တော်တို့ဆောင်ရွက်လည်းရှိတယ်ဆိုတာလေးလည်းတင်ပြချင်ပါတယ်အဲ့တော့ဒီကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဒီငလင်းအကြောင်းပေါ့နော် ကျွန်တော်တို့ထိခိုက်မှုတွေအများကြီးအဲရှိခဲ့တယ်အဲ့တော့ဒီမှန်တိုင်းပြောရရင်တော့ဒီငလင်းမလောက်ခင်ကကရေကပေါ့နော်ကျွန်တော်တို့ဒီပြည်သူ့ကျန်းမာရေးစနစ်ကတော်တော်လေးကိုဒါဟိုကျွန်တော်ယိုယွင်းမှုတွေ ရှိနေခဲ့တဲ့အခြေအနေပေါ့နော်ဒီဆက်ရနာတိမ့်မှုကြောင့်ပေါ့နော်အဲ့တော့